တနေ့တစ်ခါဖြစ်ဖြစ်နှစ်ရက်ခြားတစ်ခါဖြစ်ဖြစ်ဖုန်းအမြင်နဲ့ခေါ်ပြတဲ့ပုံကိုယ်တွေကို home screen အပေါ်ဆုံးမှာဒီလိုလေးတင်ထားလိုက်ပြီးတော့ခေါ်ခြင်းတဲ့အခါတိုင်းတက်မှတ်ထားတဲ့သူ့ရဲ့နာမည်တွေပေါ်မှာတစ်ချက်နှိပ်လိုက်တာနဲ့သူ့စီကိုဖုန်းခေါ်ပေးပါလေဒါမှမဟုတ် control center လေးကိုဆွဲချလိုက်ပြီးတော့တက်မှတ်ထားတဲ့ icon လေးကိုနှိပ်လိုက်တာနဲ့ခေါ်ခြင်းတဲ့လူကိုခေါ်လို့ရအောင်လည်းလုပ်လို့ရပါတယ် android မှာဆိုရင်တော့ speed time ပေါ့နော်ဒီနည်းလမ်းကပုံမြင်တယ်လို့ကျွန်တော်ထင်တယ်ရောက်တဲ့နေရာကနေဖုန်း app ကိုဖွင့်ပြီးခေါ်တာရဲ့ home စခွင်မှာတင်ထားပြီးခေါ်တာရင်မှာဘယ်နည်းလမ်းကပုံမြင်လဲပြပါမယ်ဗျပထမချင်းကပ်ပုံက home စခွင်မှာတင်ထားတဲ့ news app ကိုဖွင့်ပြီးသတင်းဖတ်နေလိုက်ပါမယ်သတင်းဖတ်နေဆော့ဆော့ကပုံကိုယ်တွေကိုဖုန်းခေါ်ဖို့လိုလာရင် home စခွင်ကိုတွက်လိုက်ပြီး phone app ကိုဖွင့်လိုက်ပါမယ် phone app ထဲရောက်ရင် reason ထဲမှာပေါ်နေတဲ့ contact ကိုနှိပ်ပြီးခေါ်လိုက်တယ်ဒါပထမတစ်ခုပေါ့နော်နောက်ထပ်ချင်းကပ်ပုံတစ်ခုကကျတော့ news app ကိုဖွင့်ပြီးသတင်းဖတ်နေတော့မှာ စောစောကလူတွေကိုဖုန်းခေါ်ဖို့လိုတဲ့အခါ home screen ကိုတွားလိုက်တယ်။အပေါ်ဆုံးမှာတင်ထားတဲ့နေရာကနာမည်ပေါ်မှာနှိပ်ပြီးခေါ်လိုက်အောင်ပါပဲ။ဒီနီလန်းကပုံမြန်ပါလေ။ iPhone မှာအခုလိုမျိုး speed dial လို့ခေါ်တဲ့ဖုန်းမြန်ခေါ်တဲ့နီလန်းကိုပြပြပေးချင်ပါတယ်ဗျ။ကျွန်တော်နဲ့အတူတူလိုက်လို့ကြည့်လို့ရပါတယ်။ iOS မှာပါတဲ့ shortcut application ကိုဖွင့်လိုက်ပါဗျ။ shortcut application တွေမရှိဘူးဆိုရင်လည်း app store မှာအခမဲ့ download ဆွဲနိုင်ပါတယ်ဗျ။အရင်ဆုံး contact လေးခုကို folder တစ်ခုထဲမှာစုပြီးထည့်ထားဖို့အတွက် ပိုတာအသစ်တစ်ခုဖန်နေပါမယ်ဗျ။အဲ့ဒီအတွက်ဘယ်ဘက်အပေါ်ဆုံးတော့က shortcut ဆိုတဲ့စကလုံးလေးပုံမှာနှိပ်လိုက်ပါဗျ။ဖိုတာအသစ်ဖန်နေဖို့အတွက်ညာဘက်အပေါ်တောင်းက folder icon လေးကိုနှိပ်လိုက်ပါဗျ။နာမည်လေးပေးလိုက်ပါမယ်။ icon လေးလည်းရွေးပေးလိုက်ပါမယ်။နာမည်ရော icon ရောရွေးပေးတာတဲ့ကညာဘက်အပေါ်တောင်းက add ဆိုတာလေးကိုနှိပ်လိုက်ပါဗျ။အသစ်ဖန်နေလိုက်တဲ့ folder လေးပေါ်လာပြီဆိုရင်အဲ့ဒီ folder လေးကိုဖွင့်လိုက်ပါဗျ။ဖုန်းအမြင်ခေါ်လို့ရတဲ့ speed တိုင်းနေစာပေဖန်နေပါတော့မယ်ဗျ။ ဒါကြောင့်ညာဘက်အပေါ်တောင်က plus icon လေးကိုနှိပ်လိုက်ပါဗျ။ search action ရဲ့အောက်မှာရှိတဲ့ application စီးရင်ကဖုန်းကိုရွေးလိုက်ပါဗျ။ call ရဲ့အနောက်က i icon လေးကိုနှိပ်လိုက်ပါဗျ။အောက်ကနေတက်လာတဲ့ pop up လေးတွေကအပြာရောင် add ဆိုတဲ့ column လေးကိုထပ်ပြီးနှိပ်လိုက်ပါဗျ။ဖုန်းအမြင်တမ်းပြောဖြစ်တဲ့လူရဲ့ contact ကိုရွေးပေးရပါတယ်။ဒါကြောင့် call ရဲ့အနောက်က contact ကိုနှိပ်လိုက်ပါကိုယ့်ရဲ့ဖုန်းထဲမှာမှတ်ထားတဲ့ contact စာရင်းလေးတွေပေါ်လာပြီဆိုရင်ကြိုက်တဲ့ contact ကိုရွေးပေးလိုက်ပါဗျာ ကောရဲ့အနောက်က contact ဆိုတဲ့နေရာလေးမှာရွေးလိုက်တဲ့ contact နာမည်လေးပေါ်လာပြီဆိုရင်နာမည်အယောင် icon တွေရွေးပြရပါတယ်ဗျ။အဲ့ဒီအတွက်အပေါ်ကကောရဲ့အနောက်ကအောက်ကိုဆိုင်နေတဲ့မြားလေးကိုနှိပ်လိုက်ပါဗျ။နာမည်ပေးဖို့ rename ကိုနှိပ်လိုက်ပါဗျ။ကျွန်တော်ကတော့ boss လို့ပေးလိုက်ပါတယ်။ boss လို့ပေးပြီး keyboard ပေါ်က down ကိုနှိပ်လိုက်ပါဗျ။နောက်ထပ်အယောင်နဲ့ icon အမျိုးအစားရွေးဖို့ boss ရဲ့အနောက်ကမြားလေးကိုပဲနှိပ်လိုက်ပါဗျ။ choose icon အယောင်လေးတစ်ခုရွေးပေးလိုက်ပါဗျ။ အိုင်ကွန်အမျိုးသားရွေးဖို့အတွက်နောက်ကအိုင်ကွန်လေးကိုအရင်ဆုံးရွေးပေးလိုက်ပါဗျ။အိုင်ကွန်နေအများကြီးပေါ်လာပြီဆိုရင်ကြိုက်တဲ့အိုင်ကွန်တစ်ခုကိုရွေးလိုက်ပါဗျ။အိုင်ကွန်လေးရွေးပြီးညာဘက်အပေါ်တောင်ကဒန်းကိုနှိပ်လိုက်ပါဗျ။နာမည်အယောင်အိုင်ကွန်အမျိုးသားရွေးပြီးပြီကိုညာဘက်အပေါ်တောင်ကဒန်းကိုထပ်နှိပ်လိုက်ပါဗျ။စုစုပေါင်းကွန်တက်လေးကိုဖန်တီးမှဖြစ်တဲ့အတွက်နောက်ထပ်သုံးကိုထပ်ပြီးဖန်တီးပါမယ်ဗျ။အဲ့ဒီလိုဖန်တီးဖို့အတွက်အစားကနေအစ်စ်ပြန်မဖန်တီးတော့ပဲ။အခုဖန်တီးလိုက်တဲ့ကွန်တက်လေးကို duplicate ၃ခါလုပ်ပေးလိုက်ပါဗျ။ content လေးခုဖြစ်သွားတဲ့အခါနာမည်အယောင်နဲ့ icon မျိုးစားတွေပြန်ပြောင်းပေးဖို့လိုပါမယ်ဗျာကွန်တက်လေးကိုလုံးနာမည်အယောင် icon တွေမတူညီအောင်ပြောင်းမိသွားတဲ့အခါသူတို့ကို home screen ပေါ်ကိုကျွန်တော်လိုတင်ထားပါမယ်ဗျ home screen ရဲ့လွတ်တဲ့နေရာမှာဖိထားလိုက်ပါဗျာ ီလိုလှုပ်စီးလှုပ်စီးလေးတွေပေါ်လာပြီဆိုရင်ဘယ်ဘက်အပေါ်ဆုံးတောင်က edit ဆိုတဲ့ကလုံးလေးကိုနှိပ်လိုက်ပါဗျ။ပေါ်လာတဲ့ထက်က add widget ကိုနှိပ်လိုက်ပါဗျ။အပေါ်ဆုံးက search widget ဆိုတဲ့နေရာမှာ short လို့ရိုက်ပြီး shortcut ကိုရွေးလိုက်ပါဗျ။တတိယမြောက်မှာရှိတဲ့၄ခုပါတာလေးကိုရွေးဖို့အတွက်ညာဘက်ကိုဆွဲပစ်လိုက်ပါဗျ။လေးခုပါရာလေးကိုတွေ့ပြီဆိုရင် add widget ကိုလုပ်လိုက်ပါဗျ။ home screen ပေါ်ရောက်လာပြီးလှုပ်စီလှုပ်စီနဲ့လုပ်နေချိန်မှာသူ့အပေါ်မှာတစ်ချက်နှိပ်လိုက်ပါဗျ။ အော်ရှော့ကတ်ကိုနှိပ်လိုက်ပါဗျ။ဟန်နီးထားတဲ့ဖိုတာလေးကိုရွေးပြလိုက်ပါဗျ။လွတ်တဲ့နေရာမှာတစ်ချက်နှိပ်လိုက်ပါဗျ။ညာဘက်အပေါ်ဆုံးတော့ကဒန်ကိုနှိပ်လိုက်ပါဗျ။ Home screen ကနေဖုန်းအမြန်ခေါ်လို့ရတဲ့ speed time လေးကိုဖန်နှိပ်လိုက်ပါဗျ။ဖုန်းအစမ်းခေါ်ကြည့်ပါမယ်။စပီဒိုင်းတဲကိုထည့်လိုက်တဲ့ contact လေးကိုလုံးကိုအလွယ်တကူဖုန်းခေါ်လို့ရပါတယ်ဗျ။ဘယ်နေရာရောက်ရောက်ဘယ် application ကိုပဲဖွင့်ထားဖွင့်ထား ရောက်တဲ့နေရာကနေ control center လေးကိုဆွဲချပြီးဖုန်းခေါ်ခြင်းနဲ့ဆိုရင်အခုလိုလေးလုပ်ကြည့်လို့ရပါတယ်ဗျ control center ကိုဆွဲချလိုက်ပါဗျလွတ်တဲ့နေရာမှာဖိထားလိုက်ပါဗျအောက်ဆုံးက add a control ကိုနှိပ်လိုက်ပါဗျအောက်ကိုဆွဲပြီးတော့ shortcut ကိုရွေးလိုက်ပါဗျ choose ကိုရွေးလိုက်ပါဗျ mind shortcuts ကိုရွေးလိုက်ပါဗျကြိုက်တဲ့ content ကိုထည့်ပေးလိုက်ပါဗျ shortcut ဆိုတဲ့နောက်မှာရွေးလိုက်တဲ့ content လေးရောက်လာပြီဆိုရင်လွတ်တဲ့နေရာမှာတစ်ချက်နှိပ်လိုက်ပါဗျ နောက်ထပ်လွတ်တဲ့နေရာမှာပဲတစ်ချက်ထပ်နိုင်လိုက်ပါဗျ။ကျွန်တော်အခု news application ကိုဖွင့်ပြီးသတင်းဖတ်နေလိုက်ပါမယ်ဗျ။သတင်းဖတ်နေတော့စောစောကလူကိုဖုန်းခေါ်ခြင်းတဲ့အခါ control center လေးကိုဆွဲချပြီးခေါ်လိုက်ရုံပါပဲ။ဘယ်နေရာရောက်ရောက် control center လေးဆွဲချပြီးအလွယ်တကူဖုန်းခေါ်လို့ရတာလေးကတကယ်အဆင်ပြေပါတယ်။ control center မှာနေရာအလွတ်ရှိရင်ရှိသလောက် speed တိုင်းနေထပ်ပြီးတော့ထည့်လို့ရပါတယ်။ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျ။ကျေးဇူးတင်ပါတယ်။